မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြတင်ဆက်ပေးမယ်ဇလန်းလေးရဲ့နာမည်ကတော့ငါးကြီးချောင်းဆိုတဲ့ဇလန်းကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိလိုက်ပါနားဆင်အားပေးကြပါအောင်ခင်ဗျာတပြေတော့ရွာနဲ့အတန်ငယ်ဝေးတဲ့နေရာတွေငါးကြီးချောင်းရှိတယ်ငါးကြီးချောင်းဟူအမည်တွင်ရခြင်းမှာတစ်ချိန်ကလွန်စွာမှကြီးမားတဲ့ ငါးကြီးတကောင်သည်ပင်လယ်ဘက်မှရေချောင်းမှပြီးတော့ချောင်းထဲကိုရောက်လာခဲ့တယ်။ရေတက်နေတဲ့အချိန်မှာချောင်းကပြေးရှင်လို့နေတယ်။ငါးကြီးသည်မိမိရေချောင်းမှလာခြင်းကို သိရမတူချောင်းထဲမှာအစုံစက်မင်းကုလိရဲ့ရှိတယ်။ထုံငါးသည်လှပသောအစင်းကရှိတယ်။အကြီးကွင်ကားစဒုကူလုံးမှရွှေရုံလွှဲလျက်ရှိသည်ဟုဆိုကြတယ်။ဝမ်းဆန်နေတဲ့မျက်လုံးများသည်ပလဲနဲ့ကဲ့သို့နတ်မောင်လျက်ရှိပြီး ရီထွေးနေသောနှခမ်းများလည်းရှိတယ်။ကြားနေကြီးအောက်မှာတကူလုံးကဖိတ်ဖိတ်လန့်လျက်ရှိပြီးကြည်ကောင်းတယ်ဟုဆိုကြတယ်။ရင်ငါးမျိုးကိုမြေသူတဦးတယောက်မှမမြင်ဘူးကြပေ။တချို့ကတော့ထို့သူမမျော်လင့်ပဲရောက်လာတဲ့အတွက်ဘားကြောင့်ရှိရဲ့တယ်ဟုမသိတော့ကြောင်းကြောက်ကြတယ်။တချို့ကငါးကြီးကိုဖမ်းဆီးရန်စူးစားကြတယ်။ဟေးဟေးမဖမ်းကြပါနဲ့ကွာ။ခြေချောင်းမပြီးတော့ရောက်လာတာပါ။ လူကြီးတွေကဟန့်တားတယ်ထိုငါးကိုအရှင်ဖမ်းမိလို့ကတော့ရမှာမဟုတ်ပေထိုသူတွေမြည်ခဲ့သူတော်နည်းဖြင့်ဖမ်းကြမည်ကိုသိကြတယ်တငါများတည်လေတံမှန်များဖြင့်ချောင်းထဲကိုဆင်းသွားခဲ့တယ်ဟာဒီလူတွေဘလို့မှတားဆီးလို့မရပါလားလူကြီးများကညှဉ်းညူပြီးကြံရှိခဲ့ကြတယ်လေတံမှန်များတည်ရွက်တက်ပြီးတော့ချောင်းထဲကိုဆင်းသွားကြလိမ့်တယ်ကန်းထံမှာလူတွေကညှိုးနေတယ် ထူးဆန်းတဲ့ငါးကြီးရဲ့ကញ្ញမတို့လကောက်တငါများရဲ့အစွမ်းစတော်လကောက်ရင်တမမဖြင့်စောင့်ကြည့်နေပါတော့တယ်ရေတက်နေတဲ့အချိန်မှာဒီငါးကြီးပြန်ထွက်သွားပါစီလို့ဆူတောင်းရမှာပဲမဟုတ်ရင်သူ့အသက်အတွက်စိတ်မချရဘူးတချို့ကငါးကြီးအတွက်ဆူတောင်းပေးကြတယ်တချို့ကငါးကြီးနဲ့တငါများရဲ့တိုက်ပွဲကိုကြည့်ကြတယ်ငါးကြီးကိုကုန်းပေါ်ရောက်လာတဲ့အထိမြည်တို့မှကြံဆောင်ရမည်နည်းဟု၍စိတ်ဝင်တစားရှိတယ် တကယ်တော့ငါးကြီးကိုအရှင်ဖမ်းရမလွဲကိုလက်နဲ့များနဲ့ထိုးနိုင်တက်ခတ်တက်ဖြတ်ပြီးမှလွဲပြီးတခြားမရှိပေမြေထဲသို့ရေချောင်းမပြီးရောက်လာတဲ့ငါးကြီးတီရေနဲ့ထဲမှာငုံချူသွားလိုက်ခေါင်းကြီးထိုးပြီးတော့ဘွားကနေပေါ်လိုက်နဲ့ရှိနေပါတယ်လွန်စွာမှပင်ကြည်ကောင်းလွန်းလာတယ်တံငါလေးများတမန်များတီချောင်းထဲကိုလေးငါးဆင်းများရောက်ရှိသွားလိမ့်ပြီးငါးကြီးကိုပတ်ချဝိုက်ပြီးတော့ရှာကြတယ် တချိန်မှာတော့ငါကြီးတည်လေတမန်များရဲ့အလဲမှာဘွားကနေဆိုပြီးတော့ပေါ်လာရာဟာအနီးကပေါ်လာတော့တာပဲခြားခြားကွာခြားခြားစိတ်လုံရွှားစွာများဖြင့်အော်ဟစ်တော့တယ်အတီပေးလိုက်ကြတယ်တငါများတည်ပင်လေအတွေ့အကြုံရှိကြတဲ့အတိုင်ဤများလောက်ကြီးမားတဲ့ငါကိုတချိန်တခါမှမမြင်ဘူးခဲ့ကြပေဒါကြောင့်မလို့စိတ်ထဲမှာလှုပ်ရှားသွားရခြင်းဖြစ်တယ်ဤငါကိုပိုက်ကုန်နဲ့ပြစ်ပြီးဖန်းစည်းရံမှာမြည်တော့မှမဖြစ်နိုင်ပေဘူး ်မိမိနဲ့တူပါလာခဲ့ကြတော့ဝချုံများမိတ်များဖြင့်တယောက်တလဲတလဲဆက်ပင် ပြစ်ခတ်ကြတယ်ထို့သူပြစ်ခတ်နေစဲမှာပဲငါးကြီးတီချက်ချင်းမှာပင်ရေးအောက်ကိုငုံချူသွားခဲ့တယ်ဟာဒီငါးကြီးရေးအောက်ကိုငုတ်သွားပြီတော်တော်ကိုလင့်တာပဲဟဲ့ကောင်းနေမင်းတို့ပြန်လာခဲ့ကြဒီကောင်းကိုလှုပ်ပေးလိုက်ပါကွာမလှုပ်ကြပါနဲ့ကမ်းပေါ်မှာလူကြီးသူမများကအော်ဟစ်တားဆီးကြတယ်လူဒီကလည်းအကန့်လုံးညွတ်မြတ် တခက်နဲ့တဲ့ဝိုင်းအောင်ပြီးတော့ကြည်ကြတယ်အချို့ကလည်းငါးကြီးမိပါစေလို့ဆုတောင်းကြတယ်လို့ငါးကြီးလွတ်ပါစေလို့မမိပါစေနဲ့လို့ဆုတောင်းကြသူများလည်းရှိကြတယ်ထို့အခြေအနေကိုအားလုံးကစိတ်ဝင်စားကြတယ်ရေးအောက်ကိုငုံချူသွားတော့ငါးကြီးတီတော်တော်နဲ့ပြန်ပြီးတော့ပေါ့မလားတံငါများတီလက်နက်များကို အစင်သက်ပြင်ဆင်ထားကြတယ်မြည်သည့်နေရာကဘွားခနဲဆိုပေါ်လာအောင်မလဲဟူ၍ရေကလည်းတက်နေတဲ့အချိန်မလို့ လိုင်းလုံးကြီးများသည်တဖြည်းဖြည်းနဲ့လူကြွားလုံးနေတယ်။လေသမန်များမှတလုံးလုံးပြန်မငြိမ်မသက်ဖြစ်နေတယ်။ဟဲ့လူတွေအလုံးတတိထားချင်တော့တတိမလွတ်စေနဲ့ဒီကောင်ကြီးကိုရမှာဖြစ်မှာပင်လေတဲကိုပြန်လို့မထွက်သွားစေနဲ့ဟုတ်တယ်ဒီကောင်ကြီးမသွားတယ်မလာတဲ့နဲ့ဖြစ်နေပြီ လမ်းပြောင်နေပြီရေးအောင်မှလည်းကြာကြာနေနိုင်မှာမဟုတ်ဘူးပြန်ပေါ်လာအောင်မှာပဲပေါ်လာတာနဲ့တွေ့တာတွေ့ကြကွာ မိန်များဝချုံများကိုတမျောင်းမျောင်းနဲ့ရှိကြတယ်။နောက်ထပ်တိုးလာတဲ့လေသမန်များခါလည်းရှိကြတယ်။တကယ်ကိုမှလောဘသားများပင်ဖြစ်တယ်။ဟာဒီကောင်းနေဘလုံးမတတိပေးလို့မရပါလား။ဒုက္ခတော့များတော့မှာပဲ။ကမ်းပေါ်က လူကြီးတွေကတော့တပြေးတောက်တောက်နဲ့ရှိတယ်။တားဆီးမရရွေ့မချစ်မရဲပဲရှိကြတယ်။ဟာဗျာဒီလောက်ကြီးတဲ့ငါးကြီးကိုမဖမ်းမဲ့ထားရှာမှာလားဗျ။သူ့ကုတ္တကံနဲ့သူ့ဖြစ်တာကိုမတားကြပါနဲ့။ သူတို့ခင်ဗျားလဲတတ်စွန်စံများဖမ်းနေကြရရှာတာအလိုလေးဗျပြောမှပြောရကြလိမ့်တယ်ငါကြီးကိုမတနာပဲတငါသေးဒီကိုတနာနေကြတယ်တငါပဲငါမဖမ်းလို့ဘာလုပ်မှာလဲအလားကြည့်နေမှာလားလူကြီးများကိုအတက်အခံလုပ်ပြီးတော့ပြောကြတယ်ဒါကြောင့်မလို့မသက်သာတော့ပဲလက်လျှော့ကကြည်နေလိုက်ကြတယ်ထပ်ပြီးတော့မပြောကြတော့ပါငါကြီးကတော်တော်နဲ့ကိုပေါ့မလားရေးအောင်မှအကြာကြည့်နေနိုင်တဲ့အတွက် အံ့အားသင့်နေကြတယ်။ဒါမှမဟုတ်ရေနယ်ပိုင်းတဲကနေနေပြီးငုံရှူထွက်သွားခဲ့လေပြီလားလို့တန်တရားတွေဝင်ခဲ့တယ်။ဒုဗ္ဗတော်လည်းဝုံးဆိုပြီးရွှေငါးကြီးတီမလန်းမကန်းမှာပဲရေမျက်နှာပင်ပေါ်တော့ဝုံးခနဲ့တိုးတက်လို့လာခဲ့တယ်။ဟာဟိုမှာဟိုမှာပြစ်ကြ။လောဘတကြီးနဲ့အော်ဟစ်လိုက်တယ်။ပြစ်ခက်ဖန်းစည်းရန်ကိုပင်တော်တော်လေးကိုလန့်နေသေးတယ်။အဝေးကြီးမှာတွားပေါ်တယ်ကွာ။ တော်တော်ဒုက္ခပေးတာပဲစိတ်မသက်မသားနဲ့ဖြစ်ကြတယ်ငါကြီးကိုမကြည်မနဲ့ဖြစ်သွားခဲ့တယ်ဟေးလိုက်ကြကွာလိုက်ကြတန်မှန်တွေအားလုံးဝိုင်းထားကြဒီကောင်ကြီးရေအောက်မှာကြာကြာမနေနိုင်ပါဘူးငါကြီးနောက်ကိုလိုက်ပြန်တယ်ငါကြီးကရေအောက်ကိုငုံ့ချုံမသွားသေးပဲရေပေါ်မှာပဲကုခတ်လို့နေပါတယ်တငါလေးမြရောက်လာကန်းနေမှာရေအောက်ကိုဆွတ်ခနေဆိုငုံ့ချုံလို့သွားခဲ့တယ်ငါကြီးရေတဲကိုမငုံ့မီ မလန်မကန့်ထီရောက်နေတဲ့တငါလီတဲ့ဈေးပေါ်မှာလူတစ်ယောက်ကရွှေငါးကြီးကိုမင်းကြီးဖြင့်ပြစ်ခတ်လိုက်ပါတယ်။ခကျင်းသုံးကွာမင်းကြီးကငါးကြီးရဲ့မိကိုသွားမှန်ခဲ့ပါတယ်။စိုက်ဝင်လို့သွားတယ်။ငါးကြီးရဲ့မိကိုသွားပြီးတော့ထိမှန်ပြီးစိုက်ဝင်သွားတယ်။ငါးကြီးကသူ့ရဲ့မိကိုရမ်းခါပြစ်လိုက်ရာမင်းကြီးဒီအမေရှင်းမှာကျွတ်ထွက်လို့သွားပြီ။မင်းဖြစ်ပြစ်လိုက်တဲ့သူကိုသွားပြီးတော့ထိမှန်ခဲ့ပါတယ်။ဟာငခွေ့ ထီသွားပြီဟေးထီသွားပြီအော်ဟေးတန်များကထွက်ပေါ်လာခဲ့ကြတယ်ငခွေးတီရင်ဝါမှာမိန်တလန်းနဲ့တမ်မန်ပေါ်မှာထိုးကြခဲ့ပါတယ်တမ်မန်ပေါ်ကလူများမှာလူတယောက်ထိမှန်သွားပြီဖြစ်၍အထိတ်တလန့်ဖြစ်သွားခဲ့ကြတယ်တမ်မန်ပေါ်မှာကြာသွားတဲ့သူကိုမြည်သူမှမကယ်နိုင်ကြတော့ပေငါတို့လူထီသွားပြီဒီငါးကြီးကိုမမေ့မအောင်ဖမ်းကြခွာ မိကျင်တော့လားအပိုင်ပန်အစ်စ်စ်လုပ်ပြီးတချွာလုံးကိုဝေစားပြင်မယ် လူတွေကဒေါသထွက်ခဲ့တယ်။ထိုနေရာမှာပဲလေတမန်များကိုပတ်ချလက်ပြီးငါးကြီးကိုရှာဖွေခဲ့တယ်။ရွှေဝါရောက်ငါးကြီးသည်ရေပေါ်ကိုပြန်ပြီးတော့တက်မလာတော့ပါ။ရေပေါ်ကိုပြန်တက်မလာတော့ဘူးကွ။ရေအောင်မှာပဲငုံနေပြီးတော့ပင်လယ်ဘက်ကိုထွက်သွားပြီနဲ့တူတယ်။မဖြစ်နိုင်တာ။ဒီကောင်းကြီးလမ်းပြောင်နေတာ။ရေအောင်မှာပဲရှိနေလိမ့်မယ်။မယုံရင်ကြည့်နေ။ကြီးကြသွားခဲ့ရင်တောင်ပေါ်မှာတင်းပြီးကြံရစ်ခဲ့လိမ့်မယ်။ ငခွေရေထဲကိုကြာသွားပြီဘလို့လုံးမလဲဘာတိုက်နိုင်မှာလဲကွာတေလောက်ပြီပေါ့ရေထဲမျောပါသွားလောက်ပြီတချေချက်မှာ သူ့အလောင်းရေတဲနဲ့ပြန်ပြီးပါလာခိတ်လိုက်မယ်တချောင်းတပေါက်စီ ပြောကြတယ်အာယုံကငါးကြီးစီမှာဟိုညာကပေါ်လာနုနုဒီညာကပေါ်လာနုနဲ့ရှိကြတယ်ရေပြင်ထဲမှာထူချာမှုက ဖြစ်ပေါ်ခဲ့တယ်ရေပြင်တီဝဲကနေလှဲ့ထွက်လို့သွားတယ်ဟာ ရေဝဲကြီးဖြစ်နေပြီတခါမှဒီလိုမဖြစ်ဘူးပါဘူးအံအားတင့်နေကြတယ်ရေတဲချိန်မှာဝဲတွေဖြစ်ပေါ်လာခဲ့လေရင်ဒေအိုအသေးစားလောက်တာအခုတော့ဝဲကံကြီးတစ်ခုလုံးကသေးချာကနေတဖြည်းဖြည်းနဲ့ကြီးမားလာခဲ့တယ်အတန်ကလည်းမြည်ဟီးလို့လာတယ်ရေဝဲကြီးရဲ့နှခမ်းများသည်တဖြည်းဖြည်းနဲ့ကျဲလောင်လာပြီးကတော့တဒံကြီးဖြင့်အောက်တူနှံပြီးဆင်းသွားခဲ့လေတယ်ကြည့်နေရင်မှပဲကြည့်တဲ့ထဲကြီးလာသည်ဖြစ်၍ လေတမန်များမှာမျက်လုံးပြူသွားခဲ့ကြတယ်။ဟာရေဝဲကြီးပြေးကြဟေးပြေးကြမင်းမြန်လောက်ကြအားလုံးမှာအထိတ်တလဲနဲ့ဖြစ်ကုန်ကြတယ်။လေတမန်များကိုကမ်းပတ်စီတို့ပြန်လဲလိုက်တယ်။ဒုဗ္ဗတော်လည်းအခြေအနေခမပြီးတော့ပါသူတို့မှမလုံးမြောက်နိုင်ကြတော့ပါတမန်တစည်းသည်ရေဝဲနဲ့အနီးကပ်ဆုံးဖြစ်ပြီး စုကနေစုပါသွားလီခဲတော့တယ်ထို့နောက်မှာတော့တမန်တွေတစည်းပြီးတစည်း တဲဟဲ့အတန်ကြီးမြည်ဝဲပြီးတော့ဝဲကြီးတဲသူရောက်သွားခဲ့ကြတယ်။အော်ကြေကြပါအောင်ဗျာ။ကတော့တဒန်ကြီးဖြစ်နေတဲ့စုပ်ဝဲကြီးကို လေသမန်များလူများကတခက်နဲ့တဲပင် ကြလျှောက်သွားခဲ့လေရာ အတွေ့မှလေးမြန်စွာနဲ့လေပက်လိုသွားခဲ့တယ်။လေပက်မှုအရှင်ပြင်းထန်တာကြောင့်တဟီဟီတဲဟဲ့အတန်ကတေမင်းခေါ်တန်ကြီးလိုပဲကြက်တီးမြမြထားเสียကောင်းလာတယ်။ ကမ်းပေါ်မှာလူများသည်ချောင်းထဲကအခြေအနေကိုကောင်းစွာပင်မြင်တွေ့နိုင်တယ်။ဤချောင်းထဲမှာဤကဲ့သို့သောအဖြစ်မျိုးတစ်ခါမှမဖြစ်ဘူးပါ။ဟာရေဝဲကြီးဟေ့ရေဝဲကြီးနေတာကြီးမှမဟုတ်တာဘလို့ကြောင့်ဒီလိုဖြစ်တာလဲကြည်ကြစမ်းမအောင်ဟာဒီလိုတွေဝဲကြီးကိုပါသွားကုန်ကြပြီဒုက္ခတော်လက်လာကြီးတွေ့ကုန်ကြပြီငါးကြီးလည်းမတွေ့တော့ဘူးဘယ်လျှောက်သွားပြီလဲမသိဘူးဒီငါးကြီးကလှလိုက်တာ ဘလို့အကြောင်းကြောင့်ကြောင့်ဒီချောင်းထဲကိုရောက်လာတာလည်းမသိဘူးအေးငါကြီးကိုဝိုင်းပြီးတော့တက်ခိုက်လို့လားမသိဘူးရေဝဲကြီးရုတ်တရက်ဖြစ်ပေါ်လာပြီလေတံမှန်ဒီချောင်းလူဒီပါဆွဲချသွားတာချောင်းထဲကဖြစ်ပြများကို မြင်တွေ့နေရ၍ထိတ်လန့်မှုစိုးရင်ပြီးတွေးပြက်ပြီးတော့ပြောတံများကပြောဆက်ဝဲကြီးကို ရောက်ရှိလို့တွားခဲ့တယ်အရာအလုံးတည်နေမြောက်ပြောက်ခွေခဲ့ပါတော့တယ်ထိုသူများကိုမြည်သည့်အခါမှာပြန်ပြီးတော့မတွေးတော့ပါ ထို့အပြင်မှာရွှေဝါရောင်ငါးကြီးသည်နောက်ထပ်လည်းမတွေ့ကြတော့နောက်မှထိုเจ้าကိုငါးကြီးเจ้าဟု အမည်တွင်စေခဲ့ပါတော့တယ်ဟုတ်ကဲ့ပါခင်ဗျာဇလန်လေးကတော့ဒီနေမှာတင်ပြီးဆုံးလို့သွားခဲ့ပါပြီဇလန်လေးကိုဆုံးထိလိုက်ပါနားဆင်ပေးတဲ့တူဦးတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ